ကမ္ဘာအကောင်ဆုံးပညာရေးစနစ်များအကောင်ဆုံးပညာရေးစနစ်များမှာ2025ခုနှစ်အခြေအနေအရဖင်လန်စင်ကာပူတောင်ကိုရီးယားတရုတ်နဲ့ကနေဒါနိုင်ငံတို့ပါဝင်ကြပါတယ်ဒီနိုင်ငံတွေကပညာရေးဆိုင်ရာအရေးအသွေးကျောင်းသားတွေရဲ့ရလဒ်တီနဲ့စမ်းဆောင်ရေးအသာချက်တွေကြောင့်နိုင်ငံတကာမှာထိတ်တန်းနိုင်ငံများအဖြစ်သတ်မှတ်ခံထားရတာလည်းဖြစ်ပါတယ်ဖင်လန်နိုင်ငံရဲ့ပညာရေးစနစ်ဖင်လန်နိုင်ငံဟာ ចောင်းသားဦးစားပေးပညာရေးစနစ်ဖြစ်ပါတယ်။ဆရာတွေကမဟာဘွဲ့ရရှိထားတဲ့သူတွေဖြစ်ကြပြီးတော့ပညာရေးအတွက်လည်းကျေပြန့်တဲ့လေ့လာမှုနဲ့သင်ယူမှုတွေရှိကြပါတယ်။ဆင်လန်နိုင်ငံမှာဆိုရင်အစိုးရကပညာရေးစာနယ်ရေးကတည်ယူပို့ဆောင်မှုနဲ့သင်ကြားရေးဆိုင်ရာကိရိယာများကိုအပြည့်အဝထောက်ပံ့ပေးထားတာလည်းဖြစ်ပါတယ်။စင်ကာပူနိုင်ငံရဲ့ပညာရေးစနစ်ကတော့ STEM သိပ္ပံဤပညာ Engineer သင်ချာပညာရေးစနစ်ဖြစ်ပါတယ်။ ၎င်းတို့ရဲ့ပညာရေးစနစ်ကထိတ်တန်းအဆင့်အမှာရှိနေပြီးတော့ကမ္ဘာတဝန်းမှာရှိတဲ့ PISA စမ်းသပ်မှုတွေအတွက်ပထမဦးဆုံးနေရာရရှိထားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ဒါပေမဲ့ပညာရေးဖိအားများအားဖန်တီးနိုင်မှု အခွင့်အလမ်းနှေးပေါမှုစတဲ့စိန်ခေါ်မှုများလည်းရှိနေပါသေးတယ်။ကနေဒါနိုင်ငံရဲ့ပညာရေးစနစ်ကနေဒါနိုင်ငံကပညာရေးအရေးအသွေးနဲ့ကျန်းမာရေးစနစ်တကျတင်ကြားမှုများမှာအထူးအားသာပါတယ်။ ကျောင်းသားတွေကအစိုးရရဲ့ထောက်ပံ့မှုစနစ် ကောင်းများစွာရရှိပြီးတော့အစ်စ်မြင့်တဲ့ပညာရေးအခွင့်အလမ်းများကိုလည်းပဲရရှိပါတယ်။အကောင်းဆုံးဖြစ်တဲ့ပညာရေးစနစ်တွေဟာတန်းတူအခွင့်အရေးရရှိခြင်း၊ပညာရေးအတွက်အလေးထားခံရခြင်း၊ကျောင်းသားအခွင့်အရေးများအပြည့်အဝရရှိခြင်းစတဲ့လက္ခဏာရပ်များလည်းပါဝင်ပါတယ်။အထူးသဖြင့်ဖင်လန်နဲ့စင်ကာပူတို့ဟာပညာရေးလောကမှာဆိုရင် စနစ်မတူညီကြတော့လည်းပဲထိပ်တန်းနေရာတွေကိုရရှိထားကြတာဖြစ်ပါတယ်ရှင်။